မင်္ဂလာပါခင်ဗျာနိုဝင်ဘာလ25ရက်နေ့အတွက်ရွှေရံကုန်းရဲ့မျက်နှာဖုံးသတင်းဆောင်အစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စေဝါတက္ကသိုလ်ရံကုန်းကန့်ကော်ဆောင်အဆောက်အဦဖွင့်ပွဲအခမ်းအနားကျင်းပဆိုတဲ့သတင်းပဲဖြစ်ပါတယ်စေဝါတက္ကသိုလ်ရံကုန်းရဲ့အမျိုးသမီး130ဆန့်ကန့်ကော်ဆောင်ဖွင့်ပွဲအခမ်းအနားကိုနိုဝင်ဘာလ23ရက်နေ့မနက်ပိုင်းကကျင်းပရာကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးပေါင်းပေါခဒေါက်တာတက်ခိုင်ဝင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးဝန်ကြီးများ၊ကျမကြီးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်နဲ့တာဝန်ရှိသူများ၊စောက်လုံရေးဝန်ကြီးဌာနအစောက်ဦးဌာနအစောက်ဦးအထူးဖွဲ့နှင့်မှတာဝန်ရှိသူများဌာနအသေးသေးမှဖိတ်ကြားထားသောဧည့်သည်များ၊ចောင်းသားចောင်းသူများတက်ရောက်ကြောင်းသိရပါတယ်။ရှေးဥစွာဆေးဝါးတက်ကတော်ရန်ကုန်ကန်းကောင်ဆောင်ဖွံ့ဖွဲ့အခမ်းအနားကိုစတင်ကျင်းပရာပြည်ထောင်စုဝန်ကြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရန်ကုန်မြို့တော်စီရင်သာယာရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန် ကျမ်းမာရေးလူဆန်းအားအရေးမြေဦးစီးဌာနညွှန်ကြားမှုကြောင့်လဲစေဝါတက္ကသိုလ်ရန်ကုန်ပေါမောက်ခါချုပ်တို့ကဖဲချိုးဖက်ဖွင့်လှစ်ပေးကြပြီးပြည်အောင်စုဝင်ကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်တို့ကဂန်းကော်ဆောင်ဆိုင်ဘုတ်ကိုဆက်ကလုံးနှိပ်ဖွင့်လှစ်ကာကပြေးမော်ကုန်းကိုအမွေးနှံသာရေးပတ်ပြန်၍အစာအုပ်သေးကိုလှည့်လည်ကြည့်ရှုကြပါတယ်အရင်နောက်ဒုတိယပိုင်းအစီအစဉ်များကိုဗတ်ဆုံခံမနိုင်ကျင်းပရာပြည်တော်စုဝန်ကြီးကတက္ကသိုလ်တခုရဲ့အုပ်ချုပ်ရေးသင်ကြားရေးအဆောက်အဦများဆရာဆရာမအကြောင်းသားအချို့တင်ထောက်ကိုပစ္စည်းများရရှိနိုင်မှုအခြေအနေအပြင် အေးချမ်းလုံခြုံစွာနေထိုင်၍ပညာသင်ကြားနိုင်ရန်ကျောင်းသားကျောင်းသူအဆောင်များကိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်းမှာတက္ကသိုလ်ရဲ့ကမ္ဘာအဆင့်သတ်မှတ်ချက်အတွက်အဆင့်တန်းမြင့်မားရေးကိုထောက်ကူပြုစီမှာဖြစ်ကြောင်းကျန်းမာရေးလူဆွမ်းအားအရေးမြစ်ကိုနိုင်ငံတော်ရဲ့လိုအပ်ချက်နဲ့အညီဆင်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိရာစေတက္ကသိုလ်များစေပညာနှင်းနွယ်တက္ကသိုလ်များနဲ့သူနာပြုသားဖွားသင်တန်းကျောင်းများမှယနေ့ထိစေပညာရှင်ဆရာဝန်၄9553ဦးတောပိုင်ဆိုင်ရာဆရာဝန် 9849ဦးဆေးဝါးပညာရှင်4509ဦးဆေးဘက်ပညာရှင်4845ဦးသူနာပြုသိပ်ပံသူနာပြုတာဖွားဒီပလိုမာဘွဲ့ရ96454ဦးအခြေခံကျန်းမာရေးပညာရှင်2583ဦးတို့ကိုမွေးထုတ်ပေးပြီးဖြစ်ပါကြောင်းနိုင်ငံတော်အစိုးရအနေနဲ့ကျန်းမာရေးကဏ္ဍအတွက်အထူးရန်ပုံငွေကိုနှစ်စဉ်ချထားပေးလျက်ရှိရာဝန်ကြီးဌာနအနေနဲ့စေကုသဆောင်များကျောင်းသားကျောင်းသူအဆောင်များဝန်ထမ်းအင်အားများအဆင့်မြင့်တင်ခြင်းနဲ့အသက်ဆောင်လုပ်ခြင်းများကိုဗန္ဒာရေးနှင့်လိုက်ဆောင်ရွက်ပေးပါကြောင်း ဆေးဝါးတက္ကသိုလ်များဘွဲ့ရရှိပြီးဆေးဝါးပညာရှင်များအဖြစ်ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိအစားအသောက်နဲ့ဆေးဝါးကုတ်ကရေးဦးစီးဌာနကုသရေးဦးစီးဌာနနဲ့စက်မှုဝန်ကြီးဌာနလက်အောက်ရှိဆေးဝါးထုတ်လုပ်ရေးဆက်ယုံများတို့နိုင်ငံဝန်ထမ်းများအဖြစ်တာဝန်ကျေပွန်စွာထမ်းဆောင်နေကြတဲ့အတွက်လည်းဂုဏ်ယူဝမ်းမြောက်ပါကြောင်းနိုင်ငံဝန်ထမ်းများအဖြစ်ကြေးပွန်းစွာတာဝန်ထမ်းဆောင်နေကြသည့်အတွက်လည်းဂုဏ်ယူဝမ်းမြောက်ပါကြောင်းပြောကြားပါရယ်။ရင်းနှောင်ဆေးဝါးတက္ကသိုလ်ရန်ကုန်ပေါမောက်ခချုပ်ကကျေးဇူးတင်စကားပြောကြားကဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များပေးအပ်ပြီးကျန်းမာရေးလူဆွာအရေးမြူးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့အဆောက်အဦဦးစီးဌာနအဆောက်အဦအထူးဖွဲ့နှင့်မှတာဝန်ရှိသူကအဆောက်အဦဆိုင်ရာမှတ်တမ်းများလွှဲပြောင်းပေးရပါတယ်။ဆက်လက်၍ကျောင်းသားကျောင်းသူများကတေးသူဖို့အကများဖြင့်ဖြောပြခဲ့ပြီးပြည်အောင်စုဝင်ကြီးနှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်တို့ကကပြဖြောပြခဲ့သောကျောင်းသားကျောင်းသူများအားဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပါတယ်။ အရင်နောက်ចောင်းသားចောင်းသူများသူတေသနာပြုဖော်ဆက်ထုတ်လုပ်ထားသောစေဝါများအလောက်ကုန်ပစ္စည်းများခင်းခြင်းပြသထားခြင်းနဲ့သူတေသနာစာရန်များကိုလှည့်လည်ကြည့်ရှုအားပေးပါရယ်။ယနေ့ဖွင့်လှစ်ပေးသောကန်းကောက်ဆောင်ဟာ2024-2025ဘဏ္ဍာရေးနှစ်အတွက်စတင်ခဲ့ပြီးတန်ဖိုးငွေကျပ်တန်ပေါင်း1836တန်းဖြစ်ပြီးចောင်းသူ130ဦးဆက်နေထိုင်နိုင်သည့်အကျယ်ဝန်း21600ရှိ40ဆောင်ဖြစ်ကြောင်းသိရပါရယ်။ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့ထားတာဖြစ်ပါရယ်ခင်ဗျာ။ ဆလဘီတင်ဆက်ပေးမဲ့သတင်းကတော့သာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနအပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာတက္ကသိုလ်အနာထပဏ္ဍိကတန်ခဝိဟာရလေးတက်ကျောင်းဆောင်တည်ကြီးရေးသချလူတန်းဘွဲအခမ်းအနားကျင်းပဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနအပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်နန္ဒမိတ်အတွင်းမှာပေးမကျောင်းဆောင်တဲ့ဥဆောင်လူရှင်မာသော Construction Company Limited နဲ့ကျောင်းဒါရကဒါရကမှများဥဆောင်မှတည်၍တိဆောက်ပြီးစီးခဲ့တဲ့အနာထပဏ္ဍိကတန်ခဝိဟာရလေးတက်ကျောင်းဆောင်ကြီးအားရေးသချလူတန်းဘွဲအခမ်းအနားကို နိုဝင်ဘာလ23ရက်နေ့မနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးမြန်ကုန်းမြို့နယ်ပြည်ပဆိုင်ရာထေရဝါဒသာသနာပြုတက္ကသိုလ်ဘာဝနာမဟာသဘာတရားထိုင်ခန်းမှမှကျင်းပကြောင်းအခမ်းအနားသို့ပြည်ပဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဘာမောခချုပ်ဆရာတော်အေကမဟာပဏ္ဍိတမဟာဓမ္မကတိကဘဟုဇနာဟိတဒရဒေါက်တာစေကိန်းနာအမှုပြုသောတင်ကြားဆရာတော်ကြီးများရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့ဇနီးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနဲ့ဇနီးများသာသနာရေးနဲ့ယဉ်ကျေးမှုဦးစီးဌာနအမြဲတမ်းအတွင်းဝင် ဥမြင့်ဦးနဲ့တာဝန်ရှိသူများကျောင်းဆောင်တဲ့အလူရှင်များကတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားမှာပါကျုပ်ဆရာတော်ထံမှအလူရှင်များက၅ပါးတီလာခံယူစောက်တီကလှူဖွဲ့ပစ္စည်းများဆက်ကပ်လှူဒန်းကြပြီးအနာထပဏိကတန်ခါဝိဟာရ၄တဲ့ကျောင်းဆောင်တည်ကြည့်ရှိကျောင်းဆောင်အခမ်းသီးသီးရဲ့ကပီးမော်ကွန်ဆိုင်းပုံများအားပါမောက်ခကျုပ်ဆရာတော်ထံသို့တဟဟိတကဒါနမြောက်လာရောက်အနှံလှူဒန်းကြပါတယ်။အဲဒီနောက်ပါကျုပ်ဆရာတော်ကြီးကအလူရှင်များကိုစားရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်နဲ့ပေးမကျောင်းဆောင်တဲ့ဥဆောင်မတီအလူရှင် မာသာကွန်စထရက်ရှင်ကုမ္ပဏီလီမိတက်မှဩက္ကဋ္ဌဦးအောင်မြတ်တို့အားတက္ကသိုလ်ပုံကြောက်စီပစည်းကားများအားပေးအပ်ချင်းမြတော်မူခဲ့ပါတယ်။ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ကအလူရှင်များကိုစားအနာထပဏိကတန်ခါဝဟရာလေးတဲ့ចောင်းဆောင်တည်ကြီးကပီးမော်ကွန်ပြဆိုင်းဘုတ်ကိုသာသနာရေးနှင့်ရင်းမှုဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ထံပေးရလှူဒါန်းပါတယ်။အရင်နောက်ကြသိမ်းပေါင်း၄၂၀၀၀တန်ဖိုးရှိအလျားပေ200အနံ60ပေအမြင့်46ပေရှိအနာထပဏိကတန်ခါဝဟရာလေးတဲ့ចောင်းဆောင်တည်ကြီးနဲ့ဆက်လင်း၍ အင်ဂျင်နီယာဆိုင်ရာစာရွက်စာတမ်းများအားမာသာကွန်စထရက်ရှင်းကုမ္ပဏီလီမိတက်မှဥက္ကဋ္ဌဦးအောင်မြတ်ကအပြည်ပြည်ဆိုင်ရာထရယဝါဒသာသနာပြုတက္ကသိုလ်ဒုတိယပါမောက္ခချုပ်စီမံထံသို့လွှဲပြောင်းပေးရပြီးဒုတိယပါမောက္ခချုပ်စီမံကဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးရပါတယ်။အဲဒီနောက်လူရမ်းမှုအစုစုအတွက်ပြည်ပြည်ဆိုင်ရာထရယဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်ဒေါက်တာဘဒ္ဒနာစေကိန်းထံမှအနုမောဒနာတရားများနာကြားကြောင်းသိရပါတယ်။ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။